တောင်မလေးဟာသူ့ချစ်သူကောင်လေးရဲ့အင်ကိုပထမဆုံးအချိန်ရောက်သွားတဲ့အခါသူ့ရဲ့မိသားစုဟာတာမန်မဟုတ်ဘူးဆိုတာကိုချက်ချင်းပဲသဘောပေါက်လိုက်တယ်ဘာလို့လဲဆိုတော့အေဒီတွေကိုတိုက်တဲ့လက်ဖက်ကြီးဟာရှားပါးတဲ့အမျိုးအစားဖြစ်ပြီးတကယ်ကိုဒေါ်လာ1000တန်ဖိုးရှိကပိုက်ဆံတဲ့တောင်အမြဲတမ်းဝယ်ယူလို့မရနိုင်တဲ့အမျိုးအစားဖြစ်နေလို့ပါပဲ။ကောင်လေးကတော့ဒါကိုလုံးဝထူးဆန်းတယ်လို့မထင်ပဲအဲ့ဒီလက်ဖက်ကြီးဟာသူ့အမေကျုပ်ပြုတ်ဖို့တုံးတဲ့လက်ဖက်ကြီးပဲလို့ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကောင်မလေးဟာချက်ချင်းပဲကြောင်သွားပြီးစိတ်ထဲကနေ ဒီဘက်ခေတ်တော်သူတွေကသူတွေတွေထက်တောင်ပိုပြီးချမ်းသာနေပါလားလို့တပြင်းချက်လိုက်မိတယ်။သူမတိလိုက်တာကတော့အဲ့ဒီမျိုးသားဟာတာမန်ရွာသားတယောက်တင်မဟုတ်ပဲသူ့ဖေဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကထီလီယန်နဲ့ချီပြီးကျွေးလို့သူဖြစ်နေတာပါပဲ။သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကိုဖုံးကွယ်ပြီးခြေလက်မှာနေထိုင်တာကတော့သူသားကိုပိုကောင်းအောင်ပြိုးထောင်ဖို့နဲ့ကောင်းမှုနဲ့ဆက်ရှိတဲ့ဇနီးကိုရှာပေးဖို့တသက်ပဲဖြစ်ပါတယ်။သူ့ရဲ့တကယ်ကိုယ်ပိုင်လက္ခဏာကိုမသိတဲ့အဲ့ဒီမျိုးသားဟာသူ့မိသားစုရဲ့အတုံးစဲအတွက်ကျောင်းမှာနေစဉ်ပြန်သုံးနိုင်တဲ့ပစ္စည်းတွေလိုက်ကောက်နေခဲ့ရတယ်လက်ထပ်ဖို့အတွက်မိသားစုရဲ့ဖိအားကိုရင်ဆိုင်ရတော့သူဟာစိတ်တူမိပြီးဘယ်ကနေ င်ရေးစားရှာရမယ်မသိဖြစ်နေခဲ့တဲ့သူဟာအเจ้าမှာတင့်တော်တဲ့အတန်းဖော်ကိုရေးစားဟန်ဆောင်ခိုင်းပြီးသူ့မိဘတွေကိုဖြည့်ရှင်းဖို့ပဲစူးစမ်းနိုင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့အမျိုးသမီးအတန်းဖော်ကသူ့ကိုယူနေတာဆိုပြီးစုခဲ့တယ်အဲ့ဒီမျိုးသားဘာလို့ရမယ်မသိဖြစ်နေတော့ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ဇင်ခံကားတစီသူ့ရှေ့မှာရုတ်တရက်ရက်လိုက်တဲ့သူဟာချက်ချင်းပဲဝေခွဲမရဖြစ်သွားခဲ့တယ်နောက်တစ်စက္ကန့်မှာအများပိုင်ကုန်မီအုပ်စုရဲ့သမီးဟာသူ့စီကိုတိတ်တိတ်ရှောက်လာခဲ့တယ်သူရေးစားရှာနေတာကိုတီးလိုက်ရတဲ့အခါသူ့မရဲ့ရေးစားဟန်ဆောင်ပေးဖို့ချက်ချင်းသဘောတူလိုက်တယ်ဒါပေမဲ့သူမခလည်းသူ့ရဲ့တောင်းဆိုချက်ကိုလုပ်ခဲ့တယ်သူမခသူ့ကိုအတင်းကျပ်လက်ထပ်ခိုင်းနေ need it. ူမိဘတွေကိုဖြည့်ရှင်ဖို့သူ့အိမ်ကိုလိုက်ပို့ဖို့လူတွေလို့ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ပြီးတော့လို့အားကထက်ဒေါ်လာ2000ပေးမယ်လို့ကတိပေးခဲ့တဲ့ပိုက်ဆံကိုသူ့စီလွှဲပေးပြီးသားဖြစ်တာကိုမြင်တော့အဲ့ဒီမျိုးသားဟာကောင်မလေးရဲ့တောင်းဆိုချက်ကိုချက်ချင်းသဘောတူလိုက်တဲ့ကောင်မလေးအိမ်ပြန်ဖို့ပြင်နေတော့သူမကိုလိုက်နေတဲ့ James ဆိုတဲ့ချမ်းသာတဲ့လူငယ်လေးဟာသူတို့ရှေ့ကိုရုတ်တရက်ရောက်လာခဲ့တယ်။သူတို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုမြင်တော့ James ဟာအဲ့ဒီမျိုးသားကိုလောင်ပြောင်ခြင်းမပြုဘဲမနေနိုင်တော့ဘူးသူဟာအမိုက်လိုက်ောက်တဲ့။အိုးမဲ့အိမ်မဲ့တယောက်ပဲဖြစ်ပြီးကောင်မလေးနဲ့မထိုက်တန်ဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့သူတို့နှစ်ဦးစလုံးဟာတော့ထွက်နေတဲ့ James ကိုအာယု ံဆိုင်ဖို့ရည်ရွယ်ချက်မရှိခဲ့ဘူးသူတို့ဟာသူ့ရဲ့ဆွဆွဲချက်တွေကိုယိုရှင်းစွာလေ့လျူရှုပြီးကောင်မလေးနဲ့အတူကားမောင်းထွက်သွားခဲ့တယ်ဒါပေမဲ့သူတို့ရဲ့လောရက်ကဂျိမ်းစ်ကိုပို့ပြီးဒေါ်သထွက်စေခဲ့တယ်သူဟာအဲ့ဒီမျိုးသားကိုဘယ်တော့မှလွတ်ပေးမှာမဟုတ်ဘူးလို့ချင်းဆိုခဲ့တယ်တချိန်တည်းမှာပဲသူတို့ရဲ့သားကရေစားခေါ်လာတာကိုမြင်လိုက်ရတော့ပျော်ရှင်နေတဲ့မိဘတွေဟာအိမ်ထဲကတံပိုးရှိတဲ့ပစ္စည်းတွေအလုံးကိုအမြင်ဝတ်ထားခဲ့ကြတယ်ပစ္စည်းတွေအလုံးကိုတင်ဆက်ပြီးအဖိုးရဲ့ဂျိမ်းလုံးကိုတောင်းမချင်ခဲ့ဘူးအဲ့ဒီမျိုးသားမတင်ခင်မှာသူတို့ဟာဂျိမ်းလုံးကိုဟောင်းလွှမ်းနဲ့တုတ်တချောင်းနဲ့လဲလှယ်လိုက်တယ်အဖိုးထိုင်နေတော့အဲ့ဒီမျိုးသားဟာကောင်မလေးနဲ့အတူခြေထဲကိုဝင်လာခဲ့တယ် ဲ့အဘိုးဟာသူ့ရှေ့ကလပ်ပရက်ကောင်မလေးကိုပျော်ရွှင်စွာကြည့်လိုက်ပြီးသူ့မျက်နှာဟာခြေနဲ့မှုနဲ့ပြင်းနေခဲ့တဲ့အမေကလည်းသူ့မကိုနွေးနွေးထွေးထွေးလက်ဖက်ရည်နဲ့ပေးခဲ့တယ်ဒါပေမဲ့တနုံတောက်ပြီးတာနဲ့ကောင်မလေးဟာလက်ဖက်ရည်မှာတခုခုမာယွင်းနေတယ်ဆိုတာကိုသတိထားမိလိုက်တယ်ဘာလို့လဲဆိုတော့လက်ဖက်ရည်ရဲ့အရသာဟာသူ့မတချင်ကတောက်ဖူးတဲ့တကယ်ကိုဒေါ်လာ1000တန်ဖိုးရှိပြီးပိုက်ဆံနဲ့အလွယ်တကူဝယ်ယူလို့မရနိုင်တဲ့တော်ဝင်ဆက်တဲ့လက်ဖက်ရည်နဲ့အတီးကျတူနေတယ်ဆိုတာကိုသဘောပေါက်လိုက်တယ်အဲဒီမျိုးသားကတော့ ဒါကိုလုံးဝထူးဆန်းတယ်လို့မထင်ပဲဒါဟာသူ့အမိကျုပ်ပြုတ်ဖို့သုံးတဲ့လက်ဖက်ကြီးပဲလို့ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကောင်မလေးရဲ့မျက်လုံးတွေဟာအဲအားသိမှုနဲ့ပြုကျဲသွားပြီးဒီဘက်ခေတ္တသူတွေကသူတေးတွေထက်တောင်ပိုကောင်းအောင်နေထိုင်နေပါလားလို့တက်ပြင်းချက်လိုက်မိတဲ့ကောင်မလေးကိုတဲတဲမွင်အောင်တားဖို့အတွက် မိကချက်ချင်းပဲထမင်းဟင်းပြင်ဆင်ဖို့သွားခဲ့တယ်ဒါပေမဲ့သူမထင်မထားတာကတော့ကောင်မလေးဟာသူနဲ့အတူမိဖို့ခြုံတဲကိုဝင်လိုက်လာခဲ့တယ်အမေဟောင်းငါးချက်ဖို့ပြင်ဆင်နေတာကိုမြင်တော့ကောင်မလေးကအနေပြောက်အောင်ဟင်းချက်ဝိုင်သွားယူပေးရမလားမေးလိုက်တယ်ဒါပေမဲ့သူမဟင်းချက်ဝိုင်ကိုမြင်လိုက်တဲ့အချိန်မှာပဲသူမတန်တဲ့အဝင်လာပါတော့တယ်